ဟုတ်ကဲ့တော့နိုင်ငံတနေငံတချိန်ကအင်အားကြီးခဲ့ပြီးယခုပစ္စည်းတွေသာကျင်းခဲ့တယ်။ရခိုင်ပြည်အားမြန်မာနိုင်ငံအနောက်ဘက်ဆူမှာရစွန့်မြားစွာအုပ်စိုးခဲ့တဲ့နိုင်ငံတော်ဖြစ်ပါတယ်။ဂုံသွေးဖိထွန်းခဲ့ပြီးပြည်ထောင်တဲ့သူရဲကောင်းတွေရန်သူတွေဝိုင်းဝန်းလည်နေခဲ့တာပါ။ဒီဒါပေမဲ့ဒီအင်အားကြီးတဲ့နိုင်ငံကြီးကဘယ်လိုပြောလဲခဲ့တယ်လဲ။ကြီးကျယ်တဲ့တမိုင်းကြောင်းကိုပေါ်ထုတ်ရအောင်ပါ။ရခိုင်ပြည်အစဒီမောင်းတထောင်ကျော်ကမြန်မာနိုင်ငံအနောက်ပိုင်းဒေသမှာ ရှေးဟောင်းဝင်ကြီးမှုတစ်ခုပြည်ထောင်ခဲ့ပါတယ်။အရခံတို့တီးကြတဲ့ရခိုင်ပြည်ဟာတညဝတီမှာအခြေစိုက်ခဲ့ပြီးမဟာမှုရိဖျားကြီးကိန်းဝင်ရနေရဖြစ်ခဲ့ပါတယ်။ဒါဟာခန္ဓာရဲ့နိုင်ငံရဲ့အစပဲရှိပါသေးတယ်။ထောင်လေး30ပြည်နှစ်ပြည်နေတိုင်းခံခဲ့ရပြီးနောက်မင်းစောဘရင်ဟာမင်္ဂလာထပ်တွေအကူအညီနဲ့ပြန်လည်အုပ်စိုးခဲ့ပြီးရအုပ်မြုပ်ကိုတည်ထောင်ခဲ့ပါတယ် မြစ်တွေနဲ့တောင်တွေနဲ့ကာယံထားတဲ့မဖြိုဖြစ်နိုင်တဲ့ခံတပ်ပေါ့သူရဲ့အုပ်စိုးမှုအောက်မှာရခိုင်ပြည်ဟာအင်အားကြီးနိုင်ငံဖြစ်ခဲ့ပါတယ်ဗုဒ္ဓဘာသာပြည်မဟာနဲ့နဂိုးကိုရီတွေကြားတရားသစင်းလိုပါပဲနောက်ပိုင်းမှာတော့မင်္ဂလာကုံတွေတွေနဲ့ဖွဲ့စည်းတွေအကြောင်းအစ္စလာမ်ရတဲ့ဆုံးမအစ္စလာမ်ဘာသာဝင်ရောက်ခဲ့ပါတယ်ဒါပေမဲ့အင်အားကြီးချင်းကရန်သူကိုဆွဲဆောင်စေပါတယ် အရှေ့ဘက်မှာအင်းဝါနဲ့တောင်ကုန်ဘေးနိုင်ငံတွေရဲ့ရခိုင်ကိုချိန်ချောင်းမှုတစ်ခုဖြစ်စေခဲ့ပါတယ်။နောက်ဘက်မှာလည်းအင်အားကြီးမူခဲ့အင်ပါယာကရခိုင်ရဲ့နေမြေများကိုမျက်ရှိကျခဲ့ပါတယ်။တောင်ဘက်မှာလည်းပေါ်တူဂီတီလန်ဓမြတို့ကရခိုင်ကမ်းခြေကိုလဲ့လည်နေပြီးမိတ်တလက်ရန်သူတလက်ဖြစ်ခဲ့ပါတယ်။ရခိုင်ကလိုလိုကူကူကြာရှုံးနိုင်တဲ့ပြမတ်တော်မဟုတ်ခဲ့ပါဘူး။စစ်တဲတို့ကပြင်းထန်ပြီးရခိုင်စစ်တင်းပေါ်တွေကလည်း ပြည်လက်မင်္ဂလာပြည်လက်အုပ်ကိုအိုးဆိုးခဲ့ပါတယ်။ပိုက်ခိုင်းတပ်တွေကဒေသတော်ဝန်လုံးကိုအကြောက်တရားဖြစ်စေခဲ့တာပါ။ရစုနေများစွာခိုင်းရာနဲ့ခိုင်မာစွာချက်တည်နိုင်ခဲ့ပြီး1596ခုနှစ်မူကယ်တို့ထံမှချက်တကောင်းမြုပ်သွေးကိုပြန်တိုက်ပိုက်နိုင်ခဲ့ပါတယ်။1600ချောချုံမှာတော့မူကယ်တို့ကပြန်လည်တိုက်ခိုက်ပြီးချက်တကောင်းကိုပြေးလိုက်ရပြီးအင်အားကျဆင်းခဲ့ပါတယ်။ ရှစ်ပွဲရင်ကြိုင်မှုကြားမှာပင်ရမှုညှို့ဟာဖွေဖွေတိုးတက်ခဲ့ပါတယ်။ရခိုင်ရအာရှရအများဆုံးဂုံသွေးစင်တာတစ်ခုဖြစ်လာခဲ့ပြီးအိန္ဒိယပါရှောက်ရပါတော့မှဂုံသွေးတွေကဆွေဟင်းခအမွေးကြိုင်နဲ့ထူးဆန်းဂုံပစ္စည်းတွေအတွက်မြို့မြို့ကိုဆန်းသာကြော်ဝါတဲ့မိနစ်မြုပ်နဲ့နိုင်ရှင်ကြပြီးပေါ်သူရှစ်သွေးတွေကရခိုင်ပင်စီအမှုထမ်းပြီးပါရှောက်တော့မှတန်တမာနေလဲနန္ဒူတန်ရောက်လာခဲ့ကြပါတယ်။ ဒါပေမဲ့ချမ်းသာမှုကအားနည်းစေကိုဖြစ်စေပါတယ်အဂတိလိုက်အစားမှုနာနွေမခိမနိခအများနဲ့ခြေတကောင်ဆုံးရှုံးမှုတို့ကရခိုင်ကိုအားနည်းစေခဲ့ပါတယ်အကြခင်မဲ့ရန်သူတူဒီထိုင်းနိုင်ငံကိုတိုက်ခိုက်လာတော့တယ်1984ဘမကုန်းပေါင်းမင်းဆက်ဘိုးတော်ဖရားကကြီးမားတဲ့ဒုတိယစစ်ကိုစတင်ခဲ့ပါတယ်ဒီများစွာရုံးကမှုကြောင့်အားနည်းနေတဲ့ရခိုင်တပ်တွေဟာဘမတပ်ကိုတားဆီးနိုင်ခဲ့ပါဘူး မြုံမြုံကြာရှုံးခဲ့ပြီးနတ်တော်မိလောင်ပစ္စည်းခဲ့ကမိသူတွေဖမ်းခံခဲ့ရပါတယ်။မဟာမုနိဘုရားကြီးကိုလည်းမန္တလေးကိုတည်ဆောင်သွားခဲ့ပြီးရခိုင်ရဲ့အဆုံးတက်ကိုတင်ကြီးသာပြုခဲ့ပါတယ်။အင်္ဂနောပြောလေးခဲ့ပြီးမဲ့ရခိုင်အမွေးနေ့တွေဟာဆက်လက်ရှင်တန်နေဆဲပါ။မြုံမြုံပစ္စည်းတွေကပျောက်ကွယ်သွားရတဲ့တစ်ချိန်ကဘုံတကူကိုတည်တည်ပြနေပါတယ်။ရင်ကြီးမှုတွေထုံးတန်းတွေနဲ့ရခိုင်လူမျိုးတွေရဲ့စိတ်ဓာတ်ဟာ အင်အားကြီးအင်ပါယာရဲ့ပဲ့တင်တန်းဖြင့်ကျင်းနေဆဲပါပဲရခိုင်ပြည်ပေါ်ပေါ်လောင်ချင်းနဲ့ပြူလဲချင်းဟာအာနာစစ်ပွဲနဲ့အီမန်ချင်းဒီပါဝင်တဲ့ဇာတ်လမ်းတစ်ခုမှာကျွန်တော်တို့ရခိုင်တပိုင်းကသာပို့ထုတ်သွားတာပါလူဝေးခွဲချဖို့တော့မဟုတ်ပါဘူးဒီမိချောကနိုင်ငံအကြောင်းနဲ့ပတ်သက်ပြီးမိဆွေအမိကိုမချက်ပေးခဲ့ကြပါကျေးဇူးတင်ပါတယ်